ဗုဒ္ဓေအဝိသပသာတိနာတမန္နာကတာဘဝိသာမဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓဝိဇာသရဏသမ္ပန္နောသူဝတောလောကဝိတုအနုတ္တရောပုရိသဓမ္မသာရတိသတ္တာဒေဝမနုဿနာဗုဒ္ဓောဘဂဝါတိသောဘဂဝါသူရွှေဘုံတော်သခင်ဘုရားရှင်ကိုတော်မြတ်သည့်ဣတိပိဤသို့လူနာမြမသတ္တဝါတို့၏ ပူဇော်အထူးကိုခန္ဓာကြောင်းဖြစ်သောသီလဂုံသမာဓိကိုပညာဂုံဝိမု ക്തി ဂုံဝိမု ക്തി ညာနာတတ္တနာကျေစုဂုံနဲ့ပြည့်စုံတော်မူသောကြောင့်လေအရဟံအရဟံဟူသောဂုံတော်ကြီးဖြင့်အကနိဋ္ဌမြမကြီးတိုင်းပြန်လည်ချင်းရှာကြောကြတော်မူပါပေ၏အဲ့ဒီလိုဣတိပိဤတို့လည်းမဖောက်မပြန်း ပင်တွေ့ဉာဏ်ဖြင့်ရေရဓမ္မဘာတရားထိုတရားကိုပိုင်းခြားထင်ထင်အကျုံးမဲ့သိမြင်တော်မူသောအကြောင်းကြောင့်လေသမ္မာသမ္ဗုဒ္ဓသမ္မာသမ္ဗုဒ္ဓဟူသောဘုံတော်ကြီးဖြင့်အကနိဋ္ဌမြမပြည်တိုင်းကြံ့လိုက်ထင်ရှားကြောကြားတော်မူပါပေစွာဣတိပိဤတို့လင်သုံးပါးရှိဖြာဉာဏ်ဝိဇ္ဇာနှင့် ကောင်းစွာလောက်လုံးပြည့်စုံတော်မူသောကြောင့်လေသောဘဂဝါထိုရွှေဖုံးသောသခင်ဘုရားရှင်သည်ဝိဇာသရဏသံပန္နောဝိဇာသရဏသံပန္နဟုသောဂုံတော်ကြီးဖြင့်အကနိဌာမြမပြည်တိုင်းပြန့်လိုင်းကြောကြားတော်မူပါ၏ဣတိပုလောကဝိတုလောကဝိတုဟုသောဂုံတော်ကြီးဖြင့် အကနိဋ္ဌာပြမပြီတိုင်းကြံ့နိုင်ခြင်းရှားကြောကြတော်မူပါ၏ဣတိပိဤတို့လင်မရင်ကြည်တဲ့လူနတ်ပြမသတ္တဝါတို့ကိုယဉ်ကျေးအောင်ပြုဆုံးမမှုဝဲအတုမရှိလွန်မြတ်ပြီသော အကြောင်းကြောင့်လေအနုတ္တရောပုရိသဓမ္မသာရတိအနုတ္တရောပုရိသဓမ္မသာရတိဂုံတော်ကြီးဖြင့် အကနိဋ္ဌမြမပြည်တိုင်းပြန်လိုင်းချင်းရှာကြောကြတော်မူပါပေ၏ဣတိပိဤတို့လည်းလူနာမြမသတ္တဝါများသုံးတိုက်သာတို့ကိုတရားညွန်ပြဆိုဆုံးမတော်မူတတ်သောအကြောင်းကြောင့်ဖြင့်သတ္တဒေဝမနုဿာနံသတ္တဒေဝမနုဿာနံဟူသောဘုံတော်ကြီးဖြင့် အကနိဋ္ဌမြမပြည်တိုင်းကြံ့လိုက်ခြင်းရှာကြောကြတော်မူပါပေ။ဣတိပိဤသို့လေသစ္စာလေးပါအမှန်တရားကိုပိုင်းခြားထင်ထင်ကိုယ်တော်တိုင်းသိမြင်၍ဝိနေရတို့အာလိသိစေတော်မူတတ်သောအကြောင်းကြောင့်ဘုဒ္ဓဗုဒ္ဓဟူသောဂုံတော်ကြီးဖြင့်အကနိဋ္ဌမြမပြည်တိုင်းကြံ့လန့်ထင်ရှားကြောကြတော်မူပါပေ၏ ဣတိပိဤတို့လည်းဣတ္တရိယဓမ္မယတာတိရိကာမပယတ္တတိဟုသောဘုံတော်၆စုံကျေစုကုန်နှင့်ပြည်စုံတော်မူသော အကြောင်းကြောင့်လေဘဂဝါဘဂဝါဟုသောဂုံတော်ကြီးဖြင့်အာဂနိတာဗျမပြည်တိုင်းကြံ့လိုက်ထင်ရှားကြောကြတော်မူပါ၏ဣတိဤသို့ဂုံတော်များများမဟုတ်ပါဘူးဂုံတော်ကိုးချက် မြတ်စွာဘုရားရဲ့အသင်္ချေယအပမေယဂုံတော်တဲ့ကဒီဂုံတော်ကိုကျက်လောက်တော့ဖြစ်ရင်သူ့ဆွေသူ့မျိုးတွေပါသားခဲ့ဣတိဤသို့ဗုဒ္ဓေသဗ္ဗေညုဗုဒ္ဓအမိယဒီလောကထွထမြတ်ဘုရား၌အဝတ်စပတာဒေနသက်ဝင်၍ဤညိုတဲ့တရားတရားနှင့်မတုံမလုံဘသူ ကလာပြီးတော့တရားမင်းကြီးကနဘင်းနဲ့လာပြီးဖြတ်တော်လဲငါဒီဒီယုံကြည်ချက်ဒီအသိဉာဏ်ဒီအမြင်မှန်ကိုဖြင့်ဘယ်လိုနည်းနဲ့မှမဖြစ်ဘူးဖရာနဲ့ပတ်သက်အဝိဇ္ဇာပသာတိကမလုံမတုံသက်ဝင်ယုံကြည်တဲ့တရားတရားနဲ့သံပါနာပြည့်စုံကုန်ပြီဘဝိသမာငါတို့တထွေဖြစ်ကြကုန်ပြီအာ ဟောတာကြည့်ရမှာတခုဓမ္မေအဝိသပတာဒိနသမန္နာကတာဘဝိသမသောကတောဘဂဝတာဓမ္မောတန်တိတိကောအကာလိကောဣပတိကောဩပနယိကောပိစ္ဆတံဝေတိတဘောဝညူဟိတိဘဂဝတာမြတ်စွာဘုရားသည်သောကတောအစအလေအဆုံးကုမအဆုံးကောင်းခြင်းကုန်ပြီတုံထင်ရှားဟောကြားအပ်သော ဓမ္မောတရားတော်သည်ဟောဒီစကားတည်းအခင်းထဲမှာသောကတ္တတာဆိုတဲ့တရားတော်ရဲ့ဘုံတော်တစ်ပါးပါသွားပြီ။သံဒိဋ္ဌိကိုမျက်မှောက်ဘဝဧကံအကျိုးပဲရစေတတ်ရုံမှန်ပါပေ။အကာလီကိုအခါမလစ်အကျိုးကိုပေးတတ်ပါပေ။အေဟိပတ္တိကိုတကယ်နဲ့ထင်ရှားရှိ တကယ်လေးသန့်ရှင်းစင်ကြဲသဖြင့်လာဇံပါရှုကြည့်ဇံပါဟုဖိတ်ခေါ်တိုက်တော်ဂုံတုဝိသေသနှင့်လေးပြည်စုံပါ၏ဩပနယီကောသန့်ရှင်းစင်ကြဲသောတရားဖြစ်၍မိမိကိုယ်သို့မရောက်ရောက်အောင်ဆောင်းတိုက်တော်ဂုံတုဝိသေသနှင့်လေးပြည်စုံပါ၏တရားတော် ဝိညာဉ်ပညာရှိသူရှင်သူအပေါင်းတို့သည်ပစ္စတံကိုစီကုံကဝေဒီတဘောသိအပ်သောတရားကြီးဖြစ်ပါ၏ဣတိဤသို့ဓမ္မတရားယရဏ၌အဝဆပတာဒီနမလုံမတုံသက်ဝင်ယုံကြည်တဲ့တရားတရားနဲ့သံပေါင်းနာပြည့်စုံကုန်သည်ဘဝိတ္တမငါတို့ဖြစ်ကြကုန်အာမြတ်စွာဘုရား ိုးဖို့ကြားတဲ့တရားဒေသနာတော်သည်တအစမသီလပါအလေးမှသမာဓိအဆုံးမှပညာလို့အစကောင်းခြင်းအလေးကောင်းခြင်းအဆုံးကောင်းခြင်းဒီဟုသောကောင်းခြင်းသုံးပုံကျေစုကုန်တဲ့ပြည်ဆုံးထင်ရှားဟောကြားအပ်တဲ့တရားတော်ပါပြီတကားတရားဟာဒီတရားဒီအကောင်း ဆိုတာကဒီသီလသမာဓိပညာအစကောင်းအလဲကောင်းအဆုံးကောင်းအစမှသီလရှိရအလဲမသမာဓိအဆုံးမှပညာအဲ့ဒီလို၃ပါးအဆုံးကောင်းခြင်းကုန်နဲ့ပြည့်စုံချင်ရှားဟောကြားအပ်တဲ့တရားမှုဘုရားတရားတော်ဟာသက္ခန္တကုန်နဲ့ပြည့်စုံပါတကားဒီတရားကိုတို့တွေ့ရှောင်ရမယ်ဆိုတာရှောင်လို့ကျင့်ရမယ်ဆိုတာကျင့် အဲ့ဒီလိုဖရာရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်သုံးလို့ရှိရင်တန်ဆရာမဆိုင်ဘူးမြတ်ပေါ့ဘဝမှာအကျိုးရစေနိုင်တဲ့သံဒိဋ္ဌိကဂုံတူးနဲ့ပြည်စုံတဲ့တရားပါပဲသို့ဒီတရားကိုလိုက်နာကျင့်သုံးလို့ရှိရင်ဖြင့်အခါမလစ်ကောင်းကျိုးကိုပေးနိုင်တဲ့တရားပါပဲအတာလိကအဲ့ ဒီမြတ်စွာဘုရားဟောတဲ့တရားဒီမှန်လဲမှန်တယ်စင်လဲစင်ကြဲအဲ့ဒီလိုစင်လဲစင်ကြဲတယ်မှန်လဲမှန်တယ်တကယ်လို့ရှိတဲ့တရားမို့လို့လာသမ္မာရှုပ်ကြည့်တဲ့သမ္မာအဲ့ဒီလိုသူတကာတို့ကိုဖိတ်ခေါ်တိုက်တဲ့အိပတိကဂုံငယ်လက်ပြည်ဆုံးတဲ့တရားပါပဲဩပဏိယိက မြတ်စွာဘုရားဟောတဲ့သာရိတ္တသီလဝါရိတ္တသီလနှစ်ထွေပြတဲ့သီလအကျင့်ဥပ္ပစာရအပ္ပနာနှမျိုးပြတဲ့သမာဓိအကျင့်ဝိပဿနာလောကီလောကုတ္တရာနှစ်ထွေပြတဲ့ပညာအကျင့်ဆိုတဲ့ဒီသီလသမာဓိပညာသိက္ခာ၃ပါးအကျင့်တရားဟာဖြင့်လူတိုင်းနတ်တိုင်းဇမတိုင်း မိမိကိုယ်သို့မရောက်ရောက်အောင်ဆောင်ခြင်းငါထိုက်တန်တဲ့ဩပန်နေဤကကုန်တဲ့ပြည်စုံတဲ့တရားပါပဲအဲ့ဒီလိုဂုံကြည့်သူနဲ့ပြည်စုံတဲ့တရားတော်ဟာဉာဏ်ရှိတဲ့အရိယာပုဂ္ဂိုလ်များကိုယ်စီကိုယ်ကအတိအတိသိအပ်တဲ့ခံစားအပ်တဲ့ တရားသာလင်ဖြစ်စွာတကားလို့တရားတော်ရဲ့ဂုဏ်တော်6ပါးကိုလည်းပဲမလှုပ်မတုံသက်ဝင်ယုံကြည်တဲ့တရားတရားနဲ့ပြည်စုံအောင်တို့တထွေကြင်ကြမယ်လို့ဒါက1လို့သံဃေဝဇ္ဇပတ္တနိနသမန္နာကတာဘဝိသာမ သုဘတိပန္နောဘဂဝါတောသာဝကသံဃောဥသုဘတိပန္နောဘဂဝါတောသာဝကသံဃောညာယပတိပန္နောဘဂဝါတောသာဝကသံဃောသာမီစိတ်ပတိပန္နောဘဂဝါတောသာဝကသံဃောယတိတံသတ္တာရိပုရိသယုဂာနိအထပုရိသပုဂ္ဂလဧသာဘဂဝါတောသာဝကသံဃောအာဟုနေယော ပါဟုနေယောတက်ဖြစ်နေယော အင်ဇလိကရဏီယောအနုတ္တရံပုံညက်ခတံလောကသာတိဘဂဝရှင်မုန်းအရှင်မြတ်တို့နှင့်တကားအရိယာရှစ်ဖို့တပိသာသံဃာတော်သည်သုတ်ပတိပန်တော်အစကောင်းအလေကောင်းအဆုံးကောင်းတို့ကောင်းခြင်းအဆုံးသုံးပါးကုန်တဲ့ပြည့်စုံတဲ့သီလသမာဓိပညာ ိခာ၃ရပတိပတ်ကိုကျင့်ကြံတော်မူခြင်းဒီဟုသောသုပတိပန္နတာဂုံနဲ့လည်းပြည့်စုံပါပေ၏ဥဇုပတိပန္နောနိဗ္ဗာန်ကိုဖြောင့်မြောက်မမသွားနိုင်တဲ့အထင်ကြီးကာမကင်ဒီဟုသောအကျင့်ပတိပတ်ဂုံနဲ့ပြည့်စုံတော်မူပါပေ၏ညာယပတိပန္နော နိဗ္ဗာန်အလို့ငါကျင့်ရင်းဆိုတဲ့အထင်ကြီးကမကင်ကျင့်ပฏิပန်နဲ့လည်းပြည့်စုံပါပေ၏။သာမီစိတ်ပฏิပန်တော်လူတတ်၌တန်လူတိုင်းနဲ့တိုင်းဇမတိုင်းတို့မြုပ်ကိုင်းဝါလျိုးရှိခိုးယိုသေးအပ်တဲ့သိခာသုံးရာပฏิပန်နဲ့လည်းပြည့်စုံပါပေ၏။အရိယသင်္ကာတော်မှာတကယ်ကျင့်တာကသီလရဲ့သမာဓိရဲ့ ပညာရဲ့ဒီသိက္ခာသုံးပါးဟာကြပฏิပတ်တရားအဲ့ဒီသိက္ခာသုံးပါးကျင့်တော့ဒီသိက္ခာတော်မှာဂုံလေးမျိုးပြသွားတယ်တိသုပฏิပန္နဂုံဥစ္စုပฏิပန္နဂုံရဲ့နှစ်ဥစ္စုပฏิပန္နဂုံသုံးညာယပฏิပန္နဂုံလေးသာမီစိတ်ပฏิပန္နဂုံလို့ဂုံလေးပါတက်သွားတယ် ။ဘာဖြစ်လို့သုံးပါသစ္ခာဆိုတဲ့ဒီအကျင့်ကိုကျင့်ခြင်းအပြစ်ကင်းစင်ကောင်းမွန်တဲ့အကျင့်ကိုကျင့်ခြင်းကြောင့်သုတ်ပတိပါဏဒါဂုံငယ်လည်းပြည့်စုံတယ်။အဲဒီသုံးပါသစ္ခာဆိုတဲ့အကျင့်ပတိပါနိဗ္ဗာန်ကိုဖြုံးကြောင်မှတ်မှပို့ပေးတတ်တဲ့အကျင့်မျိုးလို့အဲ့ဒီအကျင့်ကိုကျင့်သုံးတဲ့အတွက်သင်္ဃာတော်သည်ဥစ္စုပတိပါဏဂုံရှင်လည်းဖြစ်ပါတယ်။ ဟင်တခါသုံးပါသိက္ခာသာသနာအကျင့်ကိုကျင့်ရင်နိဗ္ဗာန်အလို့ငါကျင့်ကြံသည်မြည်သောကြောင့်အရိယာရှိဖို့သင်္သာတော်သည်ညာယပฏิပါဏဂုတ်ရှင်လည်းဖြစ်ပါれဒီသုံးပါသိက္ခာကိုသာကျင့်နေလူတွေနဲ့တေကြပါစေအာလုံးတို့ယူသည်အပ်တဲ့အကျင့်ကိုကျင့်နေသောကြောင့်သောကလျာဏပုထုဇဉ်သီလဝံပင်ညဝအရှင်မောအရှင်မြတ်တို့နှင့်တကွ အရိယရှိဖို့သင်္ကာတော်သည်သာမီစိတ်ပฏิပါဏဆိုတဲ့ဂုံနဲ့လည်းပြည့်စုံပါတော့တယ်ကျင့်တာကဒိက္ခာသုံးပါရတာဂုံလေးပါအဲဒိက္ခာသုံးပါကျင့်ခြင်းဒီပင်နဲ့ဒီဂုံလေးပါမြင်ရင်ဂုံလေးပါအကြောင်းဂုံလေးပါကြောင့်အကျိုးဂုံ၅ပါးဆက်ပြီးတော့ပေါ်ပြန်တယ်ပဲလို့လေ ယတိတံယာနိဣမနိသတ္တရိပုရိသာယုဂာနိအကျဉ်၄ပါးအစုံသောယောက်ျားမြတ်ပုဂ္ဂိုလ်တို့သည်ယတိတံဤမိအထပုရိသပုဂ္ဂလာအကျဉ်တယောက်စီတယောက်စီရေတွက်ကရှိရောက်သောအရိယာပုဂ္ဂိုလ်မြတ်တို့သည်တန်တီးရှိပါပေကုန်၏အရိယာရှိဖို့သင်္ကာတော်ကို သူ့အစုံနဲ့သူ့အတွဲနဲ့ရည်တွက်သောတာပတ္တိမဲ့၌တည်တဲ့အရိယာပုဂ္ဂိုလ်ကပုဂ္ဂိုလ်နဲ့သောတာပတ္တိဖိုး၌တည်တဲ့အရိယာပုဂ္ဂိုလ်ကတစုံဒုတိယမေဖို့သက္ကရာဂမိမေဖို့မှာတည်တဲ့အရိယာပုဂ္ဂိုလ်ကတစုံအနာဂါမိမေဖို့မှာတည်တဲ့အရိယာပုဂ္ဂိုလ်ကတစုံအရဟံတမေဖို့မှာတည်တဲ့အရိယာပုဂ္ဂိုလ်ကတစုံလို့သူမဲ့သူ့ဖို့နဲ့ အဆုံးအဆုံးတွဲလိုက်လို့ရှိရင်၄စုံရတယ်အဲ့ဒီ၄စုံသောအရိယာသင်္ကတော်ကိုတပါးစီတပါးစီကြီးတွဲလို့ရှိရင်သောတာပတ္တိမဲ့၌တည်တဲ့အရိယာပုဂ္ဂိုလ်သောတာပတ္တိဖို့၌တည်တဲ့အရိယာပုဂ္ဂိုလ်သကရာဂါမိမဲ့၌တည်တဲ့အရိယာပုဂ္ဂိုလ်သကရာဂါမိဖို့၌တည်တဲ့အရိယာပုဂ္ဂိုလ်သက္ကတအနာဂါမိမဲ့၌တည်တဲ့အရိယာပုဂ္ဂိုလ်အနာဂါမိဖို့၌တည်တဲ့အရိယာပုဂ္ဂိုလ် အရဟတမေ၌တည်တဲ့အရိယပုဂ္ဂိုလ်အရဟတဖို၌တည်တဲ့အရိယပုဂ္ဂိုလ်လို့အရိယပုဂ္ဂိုလ်သည်တူးချင်းစီတွေ့ရဲ့ရှင်းမျိုးရှိဟေတာဣသောဘဂဝါတောသာဝကသံဃောဤနည်းဆုံးရှင်းပါမြတ်ဖျားဤတပိသသံဃာတော်သည်သုံးခဲ့ပြီးတဲ့အကြောင်းကုန်၄ပါးနဲ့ပြည့်စုံတော်မူကြတဲ့အတွက်အာဟုနေယော အဝိပတေယူဆောင်၍လူတောင်းအပ်တဲ့အလိုဝတ်ကိုခံယူခြင်းသာထိုက်တန်းစွာသောဂုံတုဝိသေသနှင့်ပြည့်စုံတော်မူပါ၏အာဟုနေယဂုံဆိုရယခင်အကြောင်းကုန်၄ပါးနဲ့ပြည့်စုံတော့မိမိထံပေါက်အဲ့ဒီအကြောင်းကုန်၄ပါးနဲ့ပြည့်စုံတဲ့အရိယာသံဃာတော်များရောက်လာ မိမိ၌ရောလို့တဲ့လူရန်ပူဇော်ရန်ပစ္စည်းမရှိရင်ကတော့ပါသေးတယ်လို့မဆိုလိုက်ပါနဲ့အဝိအညမဘင်တော်လည်းပဲဟောဒီအလူကံပုဂ္ဂိုလ်ခိတ္တဆိုင်းသွားတော်မူပါဥပ္ပယာလေးယောက်သာတောင်းပန်ပြီးတော့ဟိုးအဝိကဘင်တော်လည်းလူပေါ်ဝတ္ထုကိုယူဆောင်ပြီးတော့ပူဇော်ဆိုင်တယ်တဲ့ဒီကော တနည်းအားဖြင့်ဤဂုံနဲ့ပြည်ဂုံနဲ့အရိယာသင်္ကာတော်ဆိုလို့ရှိရင်အဝိမာပင်တည်နေနေသွားရောက်ပြစ်ဆောင်၍ဖြစ်စေပုံကသွား၍ဖြစ်စေပူဇော်တတ်တယ်တဲ့အဲ့ဒါအာဟုနေရဂုံလို့ခေါ်ဘာဟုနေရောဧည့်သည်လို့ကစီမံအပ်တဲ့လူပွဲဝတ္ထုတို့ကိုခံယူခြင်းမှာ ထိုက်တန်စွာသောဂုံတုဝိသေသနှင့်ပြည့်စုံတော်မူပါပေ၏ဒါဒုတိယအကျိုးကုန်အကျောင်းကုန်၄ပါးကိုကြင့်ကြံတော့အကျောင်းကုန်၄ပါးနှင့်ပြည့်စုံတဲ့အတွက်အဲ့ဒီအရိယသံဃာတော်သည်ပါဟုနေရဂုံငယ်လည်းပြည့်စုံလာတယ်အကျိုးကုန်ဒုတိယအကျိုးကုန်ဧတေအလုငါစီမံအပ်သော လူဘဝဝတ္ထုကိုလည်းပဲခံယူခြင်းသာထိုက်တန်းစွာတယ်ဆိုတာမိမိအိမ်မှာမိတ်ဆွေသင်္ခါဧည့်သည်ရောက်လို့စားဖို့ရမ်းတောက်ဖို့ရမ်းလို့မဟုတ်လက်ဆောင်ပန္နာအလို့မှာစီမံထားတယ်ဆိုပါတော့အဲ့ဒီအချိန်မှာအရိယာသံဃာတော်ရောက်လာလို့ရှိရင်မိတ်ဆွေခဏဆိုင်ပါဦးနော်မိတ်ဆွေကိုပြီးတော့မှချက်ကျွေးပြအင်မတန် ဟောကပကပလွတ်တုံပါတော်လေးပဲရခေရတဲ့အရိယာသံဃာတော်ကြီးဟူသောဧည့်သည်တော်ရောက်လာလို့အဲ့ဒီအရိယာသံဃာကြီးဟူသောဧည့်သည်တော်ကိုမိတ်ဆွေအတွက်ပြင်ထားတဲ့သမင်းဘွယ်ကြီးဆူလိုက်ကြရစီအဲ့ဒီလိုပန်ကြားပြောဆိုပြီးတော့လာပြီးလှူရင်အဲ့ဒီလှူတော်ဝတ္ထုကိုလည်းခံတတ်တယ် ဒါကိုပါဟုနေရောလို့ပါဟုနေရဂုံလို့ခေါ်တယ်။သုံးဒက္ခိနေရောကံကံဤအကျိုးကိုနစ်နစ်ကားကားယုံကြည်၍လှူဒါန်းအပ်တဲ့မြတ်သောအလူကိုလေးခံယူခြင်းသာထိုက်တန်စွာသောဂုံဓုဝိသေသနှင့်လည်းပြည့်စုံတော်မူပါ၏။အရိယာရှင်းဖို့သင်္ကာတော်သည် ကံနဲ့ကံဤအကျိုးကိုနှစ်နှစ်ကာကယုံကြည်ပြီးတော့ရှင်တဲ့ဒက္ခိဏာလို့အမိကကြီးတတ်တဲ့မြတ်သောအလှကိုခံတတ်ပါပေစွာခံတတ်တဲ့ဒက္ခိဏီယာကုံနဲ့ပြည့်စုံပါပေစွာလေအင်းဇလိကရဏီယောအကြောင်းကုံ၄ပါးနဲ့ပြည့်စုံတဲ့အတွက်လူတွေနဲ့တွေ့မြမတွေ့တို့လက်အုပ်ချီမို့ ရှိခိုးပြီကိုခံယူတတ်တဲ့ကျေးဇူးအထူးဝိသေသနဲ့ပြည့်စုံတော်မူပါ၏။အင်ဇလိကရဏီယဆိုတဲ့ခုံနဲ့လည်းပြည့်စုံတဲ့သင်္ကာတော်ပါပြီ။အကြောင်းကို၄ပါးသီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာတိဟုသောသိက္ခာ၃ပါးသီလမြေဩဇာသမာဓိမြေဩဇာပညာမြေဩဇာဆိုတဲ့ မြေဩဇာသုံးမျိုးနဲ့ပြည်စုံတဲ့အတွက်လောကသလူနတ်ဗြမသတ္တဝါအပေါင်းဤအနုတ္တရံဝတုမရှိလွန်မြတ်သော ပုံညခေတံကောင်းမှုမျိုးဆိုင်ပြိုးကျေချရာလေရာမြေစစ်ပုံညခေလင်စင်စစ်ဖြစ်တော်မူပါပေစွာဣတိဤသို့သံဃေအရိယာရှိဖို့သင်္ကားတော်၌အဝတ်စပတာဒေနာမလှုပ်မတော့ သက်ဝင်ယုံကြည်တဲ့တရားတရားနဲ့သမ္ပန္နာပြည့်စုံကုန်ပြီဘဝိသမနာတို့တထူဖြစ်ကုန်အားဘေးတရားကြီးကငကင်းကြီးနဲ့လာပြီးဖြစ်ဖြစ်ငါတို့ရဲ့ဤကုန်၈ပါးနဲ့အရိယသင်္ကာတော်စီပြည့်စုံတော်မူပြီဤဆိုသောယုံကြည်ချက်ကိုဖြစ်မပြတ်ကြစေနဲ့ငါတို့မပြတ်အောင်စောင့်ထိမ့်မဟဲ့